ရေဒါနဲ့ပါဝင်လာတဲ့ခံစစ်မှုနဲ့လီဗာပူးရဲ့အလုအခန်းများအလုံးမဲမြင်လာပါရှင်စပော့ခဘာကနေကြိုဆိုလိုက်ပါတယ်လီဗာပူးစင်အသင်းရဲ့ကွင်းလယ်တိုက်စစ်ကစားသမား Florian Wirtz ဟာပြီးခဲ့တဲ့အင်္ဂါနေ့ကလီဗာပူးအသင်းရဲ့အာဆာလေးချင်ရေးစင်တာအထိပူလာရောက်လည်ပတ်ခဲ့ပြီးတော့အသင်းရဲ့တာဝန်ရှိသူတွေနဲ့စကားပြောဆိုဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါဗျ။ လီဗာပူးသင်းအနေနဲ့ Florian Ritz ရဲ့ခံနီးမှုပြုလုပ်နိုင်စွမ်းကိုသဘောကျနေပြီးတော့ဆွေးနွေးမှုတွေပြုလုပ်ခဲ့ခြင်းဟာမှန်ကန်နေပါတယ်။ Florian Ritz အနေနဲ့လက်ရှိသူစားနေတဲ့လီဗာကူစင်နဲ့သူ့ရဲ့နိုင်ငံဂျာမနီကနေထွက်ခွာဖို့မတိကြပါမိမယ်။တကယ်လို့ထွက်ခွာခဲ့လို့ရှိရင်တော့လီဗာပူးအသင်းအနေနဲ့သဘောတူညီမှုရရှိဖို့အချက်လက်များကိုရှာဖွေဖို့အဆင်သင့်ဖြစ်နေပြီလို့ဆိုရမှာဖြစ်ပြီးတော့ဒါဟာအသင်းအတွက်ကောင်းမွန်တဲ့အချက်တစ်ချက်ပဲဖြစ်ပါတယ်။ ဒါအပြင်ဒီနေ့မှာကတော့ Premier League ရဲ့တနစ်တာအကောင်းဆုံးမန်နေဂျာဆုအတွက်စကားနဲ့စင်းထွက်ပေါ်လာပြီးတော့ပြည်ပြကြီး Amstrol လည်းပါဝင်လာခဲ့ပါတယ်။နောက်ဆုံး900ဒီမှာအဲ့ဒီဆုကို Liverpool နဲ့ Man City တို့ရဲ့မန်နေဂျာတွေကပဲတလဲစီအောင်မြင်ထားခဲ့ကြကယာကန် Klopp က2ကြိမ် Guardiola က5ကြိမ်တို့ဖြစ်ပါတယ်။နောက်ထပ်လည်း2024-25ဘောလုံးရာသီအတွက် Premier League အကောင်းဆုံးကစားသမားအမည်စင်းမှာလက်ရှိ Premier League Champion Liverpool အသင်းရဲ့ကစားသမား3ဦးအထိကိုပါဝင်လာခဲ့ပါတယ်။ ပရီးမီးယားလိချန်ပီယံဆုကိုစုခုနိုင်ခဲ့တဲ့လီဗာပူးအသင်းရဲ့ကစားသမားတွေဖြစ်ကြတဲ့တိုက်စစ်မူမူဆာလာ၊ဝင်းလယ်ကစားသမား Ryan Gravenberch နောက်ခံလူအသင်းကောင်းဆောင် Virgil van Dijk တို့ဟာပရီးမီးယားလိရဲ့တနစ်တာအကောင်းဆုံးကစားသမားဆုအမည်စင်းမှာပါဝင်ထားတာဖြစ်ပြီးတော့ဘသူတွေရသွားအောင်မလဲဆိုတာကတော့ဆက်လက်စောင့်ကြည့်သွားရပါအောင်မယ်။နောက်ထပ်ပြီးတော့လီဗာပူးအသင်းစောင့်ကြည့်နေတဲ့ radar ထဲမှာဘဟုခံစင်မှုတအုပ်ထပ်တိုးလာပြီးဖြစ်ပါတယ်။ကိုလံဘီယာသတင်းစာ AS ရဲ့ဖော်ပြချက်အရဆိုရင်ဒီဘဘူးအသင်းဟာဘိုလော့နာအသင်းရဲ့ခံစစ်မှု ဂျွန်လူကမ်ကိုပြစ်မှတ်ထားနေတယ်လို့သိရပါတယ်။ဒီကစားသမားကိုဘာစီလိုနာနဲ့အင်တာမီလန်အသင်းကလည်းစိတ်ဝင်စားနေတယ်လို့သိရပါတယ်။လဲချင်းအာတန်တဲ့ဒီကစားသမားလေးဟာလီဗာပူးအသင်းရဲ့ခန်းစစ်ပိုင်းကိုတဆင့်မြင့်လာစေမှာတည်ကြနေပါတယ်။သူနဲ့ဘိုလော့နာအသင်းကစာချုပ် သက်တမ်းကလည်း2026မှာကုန်းတော့မှာဖြစ်လာကြမလို့ကစားသမားကလည်းဒီနွေမှာပဲဘိုလော့နာအသင်းကနေထွက်ခွာနေတာဖြစ်ပါတယ်။အသက်26နှစ်အရွယ်ကစားသမားကသူ့ဘဝရဲ့အကောင်းဆုံးခိုက်တန်တွေကိုရရှိနေတာဖြစ်ပြီးတော့ ဘိုလနာအသင်းနဲ့နှစ်ပေါင်း90ကျော်ကြာဝေးကွာနေတဲ့တီလွင်းဖလားအောင်မြင်မှုမှာလည်းအထူးကကြားခဲ့တဲ့ကစားသမားတဦးပဲဖြစ်ပါတယ်။နောက်ထပ်ပြီးတော့လည်းလီဗာပူးအသင်းစီကိုဖရင်ပေါင်ကရောက်ရှိဖို့အတော်လေးကိုနှိစက်နေပြီလို့သိရပါတယ်။ဒီဘက်မှာကလည်းလီဗာပူးအသင်းဟာဖရင်ပေါင်အပြင်ထရက်နေရာမှာအစားထိုးဖို့အတွက်လိုက်စစ်အသင်းရဲ့ဒေါင်းနောင်မီကစားသမားတဦးဖြစ်တဲ့ကီယာထရူရီယာကိုချိန်ရွယ်နေတဲ့အကြောင်းသိရပါတယ်။ဒီကစားသမားဟာဖီယင်နူအသင်းမှာတော့ကနီးပြကြီးအမ်စလော့ရဲ့လက်အောက်မှာကစားထားမှုတဲ့သူတဦးလည်းဖြစ်ပါတယ်ရှင်။